My name is Bernd, and today we're launching Neo, our humanoid for the home. Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ကမ္ဘာပထမဆုံးအင်ကူဆက်ရုပ်အမေရိကန်တွင်စတင်ရောင်းချရတဲ့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဆယ်ယုတ်ကုမ္ပဏီ18ဟာကမ္ဘာပထမဆုံးအင်ကူလူထုဆက်ယုတ်ဖြစ်တဲ့နီယိုအတွက်ကြိုတင်မှာယူမှုတွေကိုစတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။ နေယိုကိုအိမ်အလုပ်တွေကိုကူညီလှုပ်ဆောင်ပေးဖို့နဲ့လူတယောက်ချင်းစီကို အထောက်ကူပြုဖို့အတွက်အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီဆေးရုပ်ဟာအဝတ်အစားတွေခောက်ပေးနိုင်တယ်၊အခန်းသက်ရှင်ပေးနိုင်တယ်၊တတ်မှတ်ထားတဲ့အချိန်ရောက်ရင်တတိပညာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေအလုံးကိုအတန်နဲ့ဖြစ်စေဒါမှမဟုတ်ဖုန်းအန်နဲ့ဖြစ်စေ လွယ်လွယ်ကူကူခိုင်းစေနိုင်ပါတယ်။ နီယိုမှာပါဝင်တဲ့လုပ်ငန်းတာဝန်ကြီးများလှုပ်ဆောင်ချက်ကပိုင်ရှင်တွေကိုမလုပ်ရမယ်ဆိုတာခိုင်းစေဖို့အချိန်သတ်မှတ်ဖို့နဲ့ဘာတွေလုပ်ပြီးပြီလဲဆိုတာကိုကြံ့ကြည့်ဖို့အတွက်အဆင်ပြေမှာပါဒါအပြင် 1x ကုမ္ပဏီကကျွမ်းကျင်သူတအုပ်ကနေနီယိုကိုအစ်စ်အစ်စ်တွေတင်ယူတက်မြောက်ဖို့အဝေးကနေတိုက်ရိုက်လမ်းညွှန်ပေးနိုင်တဲ့စနစ်လည်းပါဝင်နေပါတယ်။ နေယိုမှာ AI assistant တူပါဝင်ပြီးသားဖြစ်တာကြောင့်ပတ်ဝန်းကျင်အခြေအနေကိုနားလည်သလို screen နေမလို့အပ်ပဲလူတယောက်လိုတဘာဝကြကြစကားပြောဆိုနိုင်ပါတယ်။ဆက်ရုပ်ကို စကားလမ်းပြောင်းမှသာသူကနားထောင်ပါတယ်။ပစ္စည်းတွေကိုလည်းမှတ်နိုင်ပြီးဥပမာ သူတွေ့တဲ့ဟင်းချက်ဆရာပစ္စည်းတွေကိုကြည့်ပြီးဘာဟင်းချက်ရမလဲဆိုတာတော့အကြံပေးနိုင်ပါတယ်။ သူမှာမှတ်ဉာဏ်ပါဝင်တာကြောင့်ဈေးဝယ်ဈေးရင်းတွေမွေးနေ့တွေနဲ့အရှင်ကပြောခဲ့တဲ့စကားတွေကို သူကမှတ်မိနေပါတယ်။အချိန်ကြာလာတဲ့အမြသူကပို့ပြီးစမတ်ကြလာတယ်လို့ပိုင်ရှင်နဲ့လည်းပို့ပြီးကန့်ညီတဲ့အကူတယောက်ဖြစ်လာမှဖြစ်ပါတယ်။သူရဲ့ကိုအလေးချိန်က ပေါင်66ပေါင်30ကီလိုဂရမ်သာရှိပေမယ့်ပေါင်154 80ကီလိုဂရမ်အထိမှနိုင်ပါတယ် သူအလုပ်လုပ်တဲ့အတန်ကလည်း22 30ပဲသားရှိရတာကြောင့်ရေခဲတတာတစ်လုံးရဲ့အတန်ထက်တောင်းပိုပြီးတိတ်ဆိတ်ငြိမ့်သက်ပါတယ်။နီယိုကိုအသားရောင်မိခိုးရောင်နဲ့အညူရောင်ရင်ဆိုပြီးအချောင်သုံးမျိုးရရှိနိုင်ပါတယ်။2026ခုနှစ်မှာစတင်ပို့ဆောင်ပေးမှာဖြစ်ပြီးဈေးနှုန်းကတော့ဒေါ်လာ2000ဖြစ်ပါတယ်။ဒါမှမဟုတ်တစ်လကိုဒေါ်လာ499နဲ့5300စနစ်နဲ့လည်းရရှိနိုင်ပါတယ်။ ပထမဆုံးအနေနဲ့အမေရိကန်မှာစတင်ရောင်းချမှာဖြစ်ပြီး2029ခုနှစ်မှာတော့တကဘာလုံးကို တိုးချဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ကမ္ဘာပထမဆုံးအင်ကူဆက်ရုပ်ကိုအမေရိကန်မှာစတင်ရောင်းချရတဲ့ဆိုတဲ့သတင်းကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရရှင်။ Tomorrow's Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။